အဲ့လူတွေကပြောလိမ့်မယ်ဒီလားအောင်လဲမှုတစ်ခုခုဖြစ်ဖို့လေအချိန်ကြာကြီးတိဆောက်ယူပြီးရသည်လားအဲအဲ့လိုမျိုးထင်တကယ်တော့မဟုတ်ပြောင်းချင်ဒီနေ့ပြောင်းဒီနေ့ပြောင်းတော့တဲ့အဲ့တော့ဟိုစကလုံးနေတော့တေးချာပြောဖို့လိုတာပေါ့တည်လားအဲတမိကပြောင်းလဲဖို့စူးစမ်းနေပါတယ်အဲ့လိုမျိုးအဲ့ဒါဆိုတကယ်ပြောင်းနေအောင်မဟုတ်လျှောက်ပြောရင်တဲ့အဲတမိကပြောင်းလဲနေပြီတမိကပြောင်းသွားပြီအဲ့တန်းပြောအဲ့တန်းပြောအဲ့ချင်းချင်းပြောင်းတယ်အဲ့တော့အလေးချင်းကောင်းလေးဒီမြဲဖို့ဟိုဗာလဲ လီပေါ့နော်ကို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 ပေါ့နော်ပို့ပြီးတော့ပြောင်းလဲဖို့ကိုမလုံးတင်တာတွေမလုံးဖို့လုံးလုံးတင်တာတွေလုံးဖို့အဲ့ဒါတွေအတွက်ကိုအချိန်ခက်ယူပြီးတော့ထပ်ပြီးတော့မဟုတ်လုံးတင်တာဆိုရင်လုံးလုံးချလိုက်ဒါပဲမလုံးတင်တာဆိုရက်တန်းအချင်းချင်းရက်လိုက်အဲ့ဒါပြီးပါတော့ပဲဒီလားအဓိကကိုစိတ်ကိုနိုင်အောင်ထိနေနေရအဲ့ဒါစပြောင်းနေနေပဲအဲ့တချို့ဆိုရင်ဒီမှာအမအမဖက်ခိုင်းတဲ့စာအုပ်လေးရှိရတယ်အတော်မီဟက်ဘစ်စာအုပ်လေးအဲ့ဒီစာအုပ်လေးဆိုလို့ရှင်အဲ့ထဲမှာဆို စံတက်ချက်တွေအများကြီးပါတချို့ဆိုမူရစေးဝါးရပါပြီဖြတ်တာ၃နှစ်လောက်ရှိဒါပေမဲ့ပြန်သုံးတာပဲအဲ့နေရာအဲ့ data အဲ့အကျင့်ပြန်ပေါ်လာတဲ့တိုက်ဆိုင်မှုတွေရှင် ပြန်သုံးတာရရှိအဲ့လိုပါတချို့ကြတော့လည်းအဲ့လိုမဟုတ်ဘူးအဲ့အဲ့တော့ဘိုင်းနဲ့သက်ဆိုင်လေဆိုတော့ဒီကစိတ်စိတ်နဲ့သက်ဆိုင်အဲ့တော့ကိုယ်စိတ်ကမာဒီနေ့ဆက်ပြီးတော့ငါက mindfulness နဲ့နေမယ်အမင်းတို့အမ habit tracker လေးပေးတာရယ်နော် habit tracker လေးပေးတာရယ်အဲ့မှာတကွက်လောက်ထပ်ထည့်လိုက် mindfulness ဆိုလဲတကွက်ထပ်ထည့်လိုက် ဒီနေ့တစ်နေ့လုံးစိတ်ချမ်းသာစွာနဲ့ positive energy အပြည့်နဲ့မ positive energy 80ရာခိုင်နှုန်းအထက်လောက်ရှိရင်အမှတ်ကလေးချက်အဲ့ကွာ above 70% of mindfulness ဟာကိုကိုကိုတနေ့လုံး mindfulness ဖြစ်တယ်လို့ခံစားရရင်အဲ့ဒါအမှတ်ကလေးချက်သွားအဲ့လိုမျိုးနေ့ရက်လေးတွေများလာပြီဆိုရင်မင်းတို့ရဲ့ mental health အခြေအနေကလीအဆင်ပြေလာလीပြောမှာ mindfulness ကလीဒါအမှပြောလဲပြောဖို့မထင်ねငို့တော့ ထိုင်မှာတရားထိုင်မျိုးလုံးနှလုံးပိတ်ပြီးလက်နှစ်ခုကိုထပ်ပြီးတော့ရှက်ပြီးတော့တရားထိုင်မှာတရားထိုင်တာမဟုတ် mindfulness ကအချိန်တိုင်းမှာဖြစ်လို့ရတယ်အချိန်တိုင်းမှာဖြစ်ရအဲ့လိုပြောလို့တရားမထိုင်ရတော့မဟုတ်နော်တရားထိုင်ရမှာနော်တရားငုတ်တုတ်ထိုင်နေတရားထိုင်ထိုင်ရမှာ meditation ကလုပ်ဖို့လောအဲ့တော့ဟို mindfulness ကအခုဆိုရင်အမှားတန်ကြားတယ်100%ကြားလား100%ကြားလားကြားတယ်ဆိုအဲ့ဒါ mindfulness ဖြစ်တယ်ပြစ်စုံပံမှာတိကပ်ပြီးကြားအမှောက်100%မြင်လား မြင်အဲ့ဒါ mindfulness ဖြစ်နေတာမြင်လို့မြင်နေမှန်းသိလားသိရင် mindfulness ဖြစ်နေတယ်မြင်နေရောလည်း mindfulness ပဲဖြစ်မြင်လို့မြင်နေမှန်းသိရယ်ကြားလို့ကြားနေမှန်းသိရယ်ကို attention အပြည့်အဝပေးနေတာကိုကိုကိုရဲ့အာရုံကကိုပြည့်စုံပန်တက်တဲ့မှာ100% fully concentration ဖြစ်နေတဲ့အချိန်တိုင်းက mindfulness ဖြစ်တယ်အဲ့အတွက်ပကံစေးတယ်မှလားပကံစေးရဲ့တလုတ်ပဲအာရုံဆိုင်ပကံမဲစေးကျွန်တော်မတွေးနဲ့ဒီလားအခု landing လုပ်မယ်မလားဒီ landing hour အချိန်အတွင်းအောင်လေကျွန်တော်ဘာမှမတွေ့နဲ့တလောကလုံးအကုန်လှစ်လူရှူတာအဲ့တလောက်ပဲလို့ တစ်ချိန်မှာတစ်ခုပဲအာရုံဆိုင်တစ်လုံးပဲလုပ်အဲ့ဒါ mindfulness ကို training ပေးတယ်နီးပဲကိုယ့်ကိုယ်ကို training ပေးတာနေလားအဲ့ဒါအရင်စိတ်ချမ်းသာရယ်နော်အဲ့ grounded ဆိုရဲစာလုံးလေးခြိုက်ရအောင်ခြိုက်လို့ရေးပြပါအောင်နော် grounded grounded ကြည့်ရ UND ဒီ grounded ဆိုရဲစာလုံးအခြေခံတဲ့စိတ်အဲ့စိတ်ရှိအောင်ကြိုးစားအခြေခံတဲ့စိတ်မတုံ့လှုပ်တဲ့စိတ်ပေါ့တနည်းအားဖြင့်အဲ့တော့လူတွေက အာယုံဒီခစ်ကပို့ဆိုတာကို complex အရင်ရှုပ်ထွေးတာရှုပ်ထွေးတော့ဟို concentration เนี่ยမမီလိုက်မီလိုက်ပြီးရင်တော့လှုပ်တာအလှုပ်တွေရဲများတယ်ဒီခစ်ကလာကြီးကအလှုပ်တွေရဲများတယ်အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့အမဟို new feed တွေပို့ရင်လည်းလှုပ်နေရပဲလေ new feed ပို့ရင်လည်းဟလာအမဟိုဒီနေ့ဆိုမှသတင်းတစ်ပုဒ်တွေ့လာတယ်ကောင်မလေးကိုဟိုဓာတ်နဲ့ထိုးပြီးတော့ဟိုရေးသားဟောင်းอ่ะ အဲအဲ့ဒါအဲ့ဒါဖတ်လိုက်ရအဲအဲ့လှုပ်သွားအမ emotion သတိထားမယ် emotion ကလှုပ်သွားအဲ့တော့ဟို new fee မှာဆိုလဲပျော်စရာလေးတွေ့ရင်လဲလှုပ်သွားလိုက်ဟုတ်လားလှုပ်သွားတာအဲ the one ဆရာတွေ့ရင်လဲလှုပ်သွားလိုက်သတိနေတွေ့ရင်လဲလှုပ်သွားလိုက် emotion နေလှုပ်တာလှုပ်တာအဲ new fee ပေါ့များစွာကိုကိုကတော့မသိဘူးပုတ်နေအဆုံးမရှိရဲ့ new fee ကိုစောင့်မဲ့ထင်းနေစိတ်နဲ့ပုတ်နေတာပုတ်နေတာနော်ဒါ15မိနစ်ဆိုပြီး2နာရီပုတ်3နာရီပုတ်ပုတ်နေတဲ့ဟာတွေအကုန်လုံးကအဲ့မှာအလှုပ်တွေဖြစ်နေစိတ်ကမငြိမ်ဘူးအဲ့အလှုပ်ကအရှိန်ပါတာ အလုပ်တွေလုပ်ပြီဆိုလဲအဲ့ဒီအလုပ်ကလိုက်အချိန်အချိန်လိုက်ပါအချိန်နေပါအဲ့တော့ကိုတခုခုအာယုံဆိုင်တော့မယ်လို့ငြိမ်ချလိုက်တဲ့အချိန်မှာအမစိတ်ကလှုပ်တာလှုပ်တာမင်းတို့တရားမင်းတို့တရားထိုင်ကြီးတရားထိုင်မျိုးဝင်လေထွက်လေကိုလေဝင်လေထွက်လေကိုအာယုံမပြတ်မဲနဲ့ဝင်နေထွက်တယ်ဆိုရဲအမှတ်တစ်ဖြက်စီတိုင်းအောင်လေလက်ချိုးပြီးမှတ်သွားကြည့်ဘယ်နဲ့မှတ်တိခံလဲဒီလားရှင်းမှတ်ကြည့်ရသလားလို့မှတ်သွားကြည့်ပါနော်ဂျားထဲမှာဖြက်ရင်ဂျားထဲမှာအာယုံပြောင်းအောင်မှာဝင်နေထွက်တယ်မှတ်နေနဲ့အာယုံပျောက်သွားတာမျိုးဆိုအစပြတ်မှတ်တစ်ကပြတ်မှတ် အဲ့အိမ်မှာစမ်းကြည့်ပါနော်ဒါဒါသူ့မျိုးဖြတ်ပြီးတော့မှတ်တယ်အမှတ်တခုပေါ့နော်ဒါကမထမ်းနေရတခုပဲအဲ့အရာမျိုးနဲ့မှတ်ကြည့်ရမှာစိတ်ဘလောက်ငြိမ်လားမငြိမ်လားတွေ့ရလိမ့်မယ်ဒီလားစိတ်ကဒီမှာထားလို့ရှိရင်ဟိုနားမှာသွားနေအဲလှုပ်အဲ့တော့လူကြီးရဲ့စိတ်ကဘာဖြစ်လဲဆိုတော့ ground တက်မဖြစ် ကိုကိုတနေ့တနေ့သာဖြတ်တာဖြတ်တန်းတယ်။ထမင်းစားပြီးလို့စားပြီးမှမသိ။ရေချိုးပြီးလားမချိုးပြီးလားမသိဒီလား။ဟိုဘာလုံနေလို့လုံနေမှမသိ။ဘာဆက်လုံလို့လုံအောင်မှမသိ။ဘလို့စိတ်ထားလို့ထားမှရှုပ်ရှက်ခတ်တာတွေများနေရဲ့ချားတွေမှာအဲ့မှာလူကမငြိမ်ပို့ပြီးတော့ဘဝကရှုပ်တယ်။ဘဝကရှုပ်။အဲ့တော့စိတ်ကိုရှော့စိတ်ကိုရှော့တာတည်လားစိတ်ကိုရှော့တာအဲ့စိတ်ရှော့တာကလေလွယ်စိတ်ရှော့တာကလေဟိုစိတ်ရှော့တာကြီးကိုဘလို့ရှော့အောင်လဲတွေးမနေနဲ့ဒီတိုင်းဒီတိုင်းလွှတ်ချလိုက် အသက်ရှူတဲ့တလုတ်ပဲလုပ်ပြီးအကုန်လွှတ်ချလိုက်အကုန်လွှတ်ချလိုက်တဲ့စိတ်နဲ့လျှော့တာစိတ်လျှော့ပြီးသွားလို့ရှိရင်လေပစ္စုပ္ပန်တက်တဲ့အောင်ဆိုင်ငါခု landing လုပ်မယ် landing အဝအပြေဝအောင်ဆိုင်မယ်နှုတ်ဆောင်ရှူထားမယ်နားထောင်မယ်ကိုကိုတို့သဘောကျတဲ့နေရာလေးတွေလိုက်ရေးမယ်နားထောင်မယ်လိုက်ရေးမယ်အဲ့လဲလို့လို့အဲအရင်စိတ်ငြိမ်တာအရင်စိတ်ငြိမ်တာအမအမလေးဟိုသူများကြားရင်အမဟိုဘာဖြစ်မလဲလေအမအဲ MBA မှာ assignment တွေပါရေးရရင်အမပြောတယ်ပြောတယ်တယ်ပါပါ သူသူများရဲ့ stress တွေတက်တော့ကြင်များရေဘူဘူးတဲ့ဟာအမပြောဘာလို့လဲဆိုတော့အဲ assignment ရေးနေရတဲ့ဟာအမအတွက်တရားထိုင်နေလို့ပဲအဲအဲ့ဒါအရင်သဘောကျတာအမတို့ paper ရှာရတယ် citation တစ်ခုစီထည့်ရတယ်စာကြောင်းတစ်ခုစီကိုတေးချာတစ်လုံးချင်းအဲ့လိုရေးရတယ်အလုံးပေါင်းတောင်းနဲ့ချီရတယ်အဲတညာလုံး assignment ရေးတညာလုံးမတီးသေးရှင်မယ်အဲအဲ့မှုကိုအပြည့်ရတယ်အမအတွက်ကအမသဘောကျတယ်အပြည့် landing လောက်ရတယ်လည်းမသဘောကျ landing လောက်ရတဲ့ချိန်ချိန် land ပေးရတယ်ဟိုနစ်တော့ဒီကမှနစ်တော့အလုံးက100% fully attention ဲ့လိုအဲ့တော့အဲ့ဟာက power of focus ကလေ့ကျင့်ရတယ် power of focus အမှန်ဘလူးအလင်းအလင်းရောင်ပါလေမှန်ဘလူးကိုထားလိုက်အလင်းပေါက်တယ်လေအလင်းပေါက်ပြီးတော့ဟိုမီးတောင်အောင်လုပ်လို့ရတယ်လေငငယ်တော့တိတ်ပန်ဆက်သက်ချက်တွေရှိရဟုတ်အဲ့တဘောပဲကိုယ့်ရဲ့အာယုံစူးစိုက်မှုอ่ะမှန်ဘလူးကဲ့သို့ပဲမှန်ဘလူးပဲအာယုံတနေရာမှာဆက်လိုက်တယ်အဲ့အာယုံကအဲ့လိုတော့အဲ့အာယုံအပြည့်ကမီးအောင်လုပ်အဲ့အာယုံနေများလို့ရှိရင်ဘာကောင်းကျိုးမှမရှိဘူး ဒီလားပြီးအလုပ်ကိုပတော်ပါနှစ်ခုမလုပ်နဲ့ဟိုစမ်းသပ်ချက်တွေအရာပေါ့နော်ဟိုလူတွေကအလုပ်များများပြီးကြလို့ multi task တွေကိုလုပ်ကြတယ် multi task တွေဥစားပြီးတယ်တကယ်တမ်းက multi task လုပ်တာက mono task ထက်ပိုပြီးတော့အချိန်ကြာတယ်ပြီးတော့ effort တွေမဖြစ်အဲ့ဒါကို research တွေအရာတွေ့တာ30ရာခိုင်နှုန်းလားမသိဘူးအဲ mono ဟို multi task ကပို့ပြီးတော့ကြန့်ကြတယ် mono task တမားတွေထက်ဒါ research တွေသူတို့လုပ်ထားပါဘောနော်အဲ့တော့တစ်ချိန်မှာတစ်လောက်ပဲလုပ်တစ်စိတ်ပဲထားစိတ်ကိုလည်းတစ်ခုပဲထားတစ်လောက်ပဲလုပ်စာလုံးမဲ့ဆိုစာပဲလုပ် ်တည်အဲပြီးရင်နောက်တချင်းနားထောင်မယ်မလားတချင်းမနားထောင်ဘာလို့မလုပ်လဲငိုးတို့ထောင်မယ်တချင်းမနားထောင်တည်တချို့ကရှိရကိုကြိုက်တဲ့တချင်းလေးကိုဖွင့်လာပြီးစားလို့တာလीတည်အဲစားလို့ချင်အောင်စောင်းနေလို့ခေါ်တယ်ဘာလို့လဲဆိုကိုကြိုက်တဲ့တချင်းတွေ့ရင်စိတ်ကစားထဲမှာရှိမှာလားတချင်းထဲမှာရှိမှာလားနော်တချင်းနဲ့ရောက်ပြီးပါဇက်ကလိုက်ဆိုအောက်ကရှောက်လို့ဟုတ်ကနော်ရှောက်လို့အဲ့ဒါတွေကမလုတ်ကောင်းအဲ့တော့တစ်ချိန်မှာတလုတ်ပဲလုတ်တခုပဲထမင်းစားတယ်မှန်လားထမင်းမဲ့စားထမင်းစားအမဆိုအရင်ထမင်းရုပ်ရှင်ကြည့် အဲ့လိုအစာမခဏခဏဖြစ်တယ်။အဲ့မှာသမစာရင်ဒီချာစာသမင်းမဲစာအိတ်မဲမှတ်လားအိတ်ပဲအိတ်အဲ့ရတယ်မှာဖုံတော်ရေးအိတ်ပြောပါမှာပေါ့ရုပ်ရှင်ကြီးအိတ်ပြောပါမှာပေါ့အိုက်ကွက်တွေမလုပ်နဲ့အိတ်မဲဆိုအိတ်ပဲအိတ်တစ်ချိန်မှာတလုတ်ပဲလုပ်မင်းတို့အဲ့လိုမျိုးလေးတစ်ပတ်လောက် try ကြည့်လိုက်မင်းတို့စိတ်ဘလောက်တောင်ငြိမ်သွားလဲဆိုတာတွေ့ရလိမ့်မယ်ကိုကိုတိုင်တွေ့ရလိမ့်မယ်21 campaign ပါနော်21 campaign မှာအမမိုးလင်းလာရင် plan တင်ပေးလိုက်အဲ့မှာ self awareness day တို့ grounded day တို့အဲ့လိုမျိုးလာပြီးဆိုအဲ့မှာလောက်ရမယ့် plan အဲ့ဒီဒေါသထွက်လို့များ အဲ့အဲ့လို format နဲ့ဟို tick တွေနဲ့ပါချစ်ပေးတာလားဒီနေ့ဒီနေ့ကဘူးကောင်းတွေကိုရှောင်မယ်ကိုယ်တိုင်လည်းဘူးလို့မရအောင်ပြုံးပြုံးလေးနဲ့ပဲနေရအောင်အဲ့ဒီဒီနေ့အဲ grounded day တို့ self awareness day တို့ဆိုရဲမှာ21 campaign မှာအဲ့ plan နဲ့လာရအဲ့ဒီကစိတ်ကြည်အောင်နေရမကြင်ကြည်အောင်နေရမှာမိုးလင်းလာတဲ့ energy ကိုရွေးပေးတာပြီးသားအဲ့ energy နဲ့ဖြတ်သန်းရမှာနော်အဲ့တော့စိတ်ကအဲ့လိုလှဲ့အဲ့လိုလှဲ့စားလို့ရတယ်စိတ်ကတည်လားအဲ့လိုလှဲ့စားလို့ရတယ်ဆက်အရင်ဟိုဟာဖြစ်เสียကောင်းတယ် နင်တို့တွေ့ရတယ်ကိုယ့်ရဲ့ changes တွေကိုကိုတွေ့ရတယ်တပတ်နဲ့တပတ်တောင်မှလည်းတွေ့ရတယ်